ကျွန်တော်အဖေစီကနေပြီးကျွန်တော်ချစ်ချင်မြတ်တာလေးဟိုပဲရိုက်ရိုက်ချင်ခဲ့တာပေါ့နော်ကို anxiety depression ဖြစ်နေတဲ့အချိန်တွေမှာဆိုတော့ mental health counseling ရဲ့အများကြီးယူခဲ့ရတယ်ပေါ့နော်ငါဒီဖျားလို့မရငါဖျားရင်ငါပြီးပါလိမ့်ဒီမှာလုံးလုံးနဲ့ပေါ့ကိုဟောဖျားပါလို့ရှိဘူး ္လာပါမင်္ဂလာပါချစ်ချမနာမေကနိုင်စလီဖြစ်တယ်နာနာလို့လည်းခေါ်လို့ရပါတယ်เนาะကိုကိုမစ်ဆက်ပေးလို့ရမလားကျွန်တော်ရဲ့အမိအားကျော်သူဆိုလို့ခေါ်တော့ပါเนาะကျွန်တော်လက်ရှိအသက်က20ခွန်ဖြစ်ပြီးတော့မှဒီထိုင်းနိုင်ငံမကောက်မှာကျွန်တော်ကိုကျွန်တော်နှစ်သက်မြင့်လို့တဲ့ကော်ဖီအလုပ်ဖြစ်တယ်ဘာရစ္စတာလို့လောက်ပါရင် မင်္ဂလာပါကျွန်တော်နာမည်ကတော့လာရောင်ဆိုဖြစ်ပါတယ်အာဒီလိုများတော့ကျွန်တော်မူလို့ခေါ်ကြတယ်ပေါ့နော်မူလို့တီးကြတယ်ဒီတစ်ခါမှာကျွန်တော်ကအသက်27နှစ်ပြည့်သွားတာကပြီးခဲ့တဲ့ရက်ပိုင်းအပဲပေါ့နော်ဒီတစ်ခါမှာအာကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကျွန်တော်လည်းကြိုက်တယ်ကျွန်တော်လည်းသဘောကျတဲ့ waiter လုပ်လေးကိုစားသောက်တိုင်းဒီမှာလုပ်နေပါတယ်အမ်ဟေးအမ်အခု interview မှာကျွန်တော်တွေ့ရမှာလို့တခါမှတော့မတွေ့ဘူးပေါ့ဘာဖြစ်လို့တဲ့ရေက နနာရဲ့ fashion advisor နဲ့ creative director အနေနဲ့အလုပ်လုပ်နေပါတယ်ပြီးကြတော့ Terry က fashion industry မှာလုပ်လို့တော့တိတ်တော့မချသေးဘူးပေါ့နော်အမ်လက်ရှိကတော့အသက်24နှစ်ရှိပါပြီဘန်ကောက်မှာပဲနေပါတယ်ဟုတ်ကိုယ့်ရဲ့ mental health story ကိုနနာကိုရင်ဖွင့်လို့ရမလားအမ် Terry ကငယ်တုန်းကအင်းတူတူတောတာအနေနဲ့တေအုံးလေးချာဖို့အနေနဲ့ကြီးပြင်းခဲ့ပေါ့နော်ကြီးပြင်းခဲ့တော့ Terry ရဲ့ society မှာ Terry က အာညီကိုမောင်နှမမောင်နှမအသိမရှိဘူး cousin အသိမရှိဘူးပြီးကြလို့ရှင် Terry ရဲ့မိသားစုကကျွန်တော် Terry ကို delicate ဖြစ်အောင် um we be ခဲ့တဲ့ပေါ့နော်ငငယ်တဲ့ကလည်းကြည်ပြင်းလာတဲ့ပုံစံက Terry ကနည်းနည်းလေး feminine ဖြစ်တဲ့ personality တွေရှိတယ်။ဟိုငငယ်လေးတွေကပေါ့ဆိုတော့ primary school ရောက်တဲ့အချိန်မှာ Terry ကိုကိုကို realize ဖြစ်တာကကျွန်တော် I'm too different from other boys and personality အရာရောပြီးကြလို့ရှင်သူနဲ့ communication လုပ်တဲ့အရာရောဟို ကိုသူတို့ ਨੇ fit in မဖြစ်ဘူးပေါ့ fit in မဖြစ်တော့ dairy မှာတငယ်ချင်းတွေမရှိဘူးနောက်ပြီးတော့ dairy မှာဟို program ရဲ့ယုံကြည်ရမယ့်ဒီငငယ်တုန်းကပေါင်းတာသင်ရမယ့်လူတိတ်မရှိဘူးပေါ့အဲ့ဒါကအသက်ကြီးလာတာတဲ့အများဒီမြန်မာပြည် society မှာဘယ်လိုပြောမလဲဒီ sexual orientation အရာကို dairy လိုလူမျိုးကိုတိတ်ပြီးတော့ဟိုမကြည်ဖြူတာမျိုးရှိရဲလောင်ကျင်တဲ့လူရှိရဲနှိမ်ကျင်တဲ့လူရှိရဲနောက်ပြီးတော့ um တော်တော်များများကလည်း Terry Group လောက်လာတဲ့ပုံစံအရာကအခုချိန်ထိလည်း um ဘယ်လိုပြောမလဲ confidence မရှိဘူးပေါ့နော်ဟိုဒါ trauma တစ်ခုလို့ဖြစ်သွားတာပေါ့ဘာဖြစ်လဲဆိုတော့ဟိုငငယ်တည်းက are ah, you too feminine you're too um you cannot be a good person when you're too feminine ဒါမျိုးစကားတွေအများနဲ့ကြားလာရတော့ဟိုအခုချိန်ထိလည်းဒါကိုယ့်ရဲ့ဒီ confidence ကိုအများနဲ့ဟောဖြစ်စေတာပေါ့အဲ့ဒါမျိုးလည်းငငယ်တည်းက ဒီဟာက mental health အတွက်ကို negatively impact လေးဖြစ်စေတယ် anxiety လေးရခဲ့တယ်ပေါ့ဟုတ် for me အသက်16လောက်မှာပေါ့နော်ကျွန်တော်ထင်ခဲ့တာကကျွန်တော်ရဲ့ဖေကကျွန်တော်မချစ်ခဲ့ဘူးပေါ့နော်ကျွန်တော်မချစ်ခဲ့လို့ထင်ခဲ့တယ် because of his behavior and the way like the way he behaved to me that's why I အမနအမနိုင်ပြောရရင်တော့ကျွန်တော်ငယ်ငယ်လေးတည်းက I you know I weren't able to like to live together with my parents and this is one of the reasons why so တော့ကျွန်တော်ငငယ်လေးတည်းကျွန်တော်ရဲ့မိဘတွေနဲ့ကျွန်တော်တူတူမနေခဲ့ရဘူးကျွန်တော်ရဲ့ဘွားနဲ့ကျွန်တော်ကြီးပြင်လာတယ်ကြီးပြင်တဲ့အခါမျိုးကျတော့ဘယ်လိုဖြစ်လဲဆိုတော့အာမိဘရဲ့မိတာကိုကျွန်တော်အပြေအဝမခံစားရဘူး because ဘာလို့လဲဆိုတော့ကျွန်တော်ဖေးတွေကျွန်တော်ရဲ့ကျွန်တော်မိဘတွေကကျွန်တော်ငငယ်လေးတွေကနေရောပန်ခေါက်မှာအလုပ်လလောရတယ်ပေါ့နော်။အဲ့ခါကျတော့ကျွန်တော်သူတို့နဲ့တူတူနေနေခွင့်မရခဲ့ဘူး။အဲ့မဲ့ကျွန်တော်နေခွင့်ရတဲ့အခါမှာကျတော့လေကျွန်တော်အဖေကကျတော့ ကျွန်တော်ပြင်ဆိုင်စကားနည်းတယ်အဲ့တော့ဖခင်ကျွန်တော်ကိုမချစ်ဘူးဆိုပြီးတဲ့မချစ်ဘူးမချစ်တဲ့ပုံစံမျိုးနဲ့အများအားလို့ဆက်ဆံခံရတယ်ဘယ်လိုပြောမလဲတခုခုဆိုရင်လည်းကျွန်တော်အဆင်မရှိတာမျိုးတွေရှိတယ်အဲ့ခါကျတော့ဘယ်လိုပြောမလဲကျွန်တော်ကိုယ်တိုင်ကလည်းမိဘနဲ့အတူတူနေခဲ့တဲ့ခါမျိုးကြတော့ကျွန်တော်ပါနေခံစားတာပေါ့နော်ငါဖေကငါ့ကိုမချစ်ဘူးငါချစ်တယ်ငါဖေငါ့ကိုမချစ်ဘူးပေါ့နော်ငါ့ကိုတစ်ခါကျဆင်းလိုက်ကျွန်တော်ဘာအတွက်မွေးခဲ့ရလဲပေါ့နော် ဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်ဘာအတွက်ကိုမွေးခဲ့တာလဲအဲ့လိုပုံစံမျိုးကျွန်တော်စီမှာ trauma တွေရခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့မိဘတော့မိဘပဲလေးသိရမလားမိဘတော့ကျွန်တော်တို့ကိုအပြည့်အစုံချစ်တယ်ဒါပေမဲ့ဒီအားကျတော့ကျွန်တော်ဖေရဲ့ behavior ကျွန်တော်ဖေရဲ့အာ action ကိုကြည့်ပြီးတော့ကျွန်တော်ဘက်ကခံစားရတယ်ကျွန်တော်ရဲ့ reaction ပေါ့နော်အဲ့လိုမျိုးကျွန်တော်တော်တော်နှစ်နှစ်သုံးနှစ်လောက်ထိကိုခံစားခဲ့ရတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဟာနေရာပေါ်မှာဖြုတ်နေရာပေါ်မှာကတ်ထားတဲ့ကျွန်တော်တပ်ပုံလေးလေကျွန်တော်ဖြုတ်ဖြုတ်ပြီးတော့ အဖေနဲ့ကတောက်ကစားတွေဖြစ်တယ်ပေါ့နော် I also had like some conflict with my father as well yeah this is this is my story yes ကျွန်တော်တွေ့ပါမှန်တဲ့ဟဲ့ကကျတော့တော်လေးရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဘဝတစ်လျှောက်လုံးပေါ့နော်ရခဲ့မှန်တဲ့ဟဲ့ကဒီအသက်ကြီးတဲ့အချိန်ပါပါလာပြီးတော့ရဲခံမှုတစ်ခုဖြစ်ခဲ့တယ်ပေါ့အဲ့ဒါပါလဲဆိုရင်ဒီကျွန်တော်ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ပါဘလို့ပတ်ဝန်းကျင်လဲဆိုကျွန်တော် uh, it's feel like you are not enough မင်းဟာဘလုံးလောက်ဘူးမင်းထက်ကြိုးစားဖို့အများကြီးလိုသေးတယ်။အာမင်းဒီလောက်နဲ့မဖြစ်နိုင်ဘူးဆိုတော့ခံစားချက်ကိုရအောင်လုပ်ပေးတဲ့ပတ်ဝန်းကျင်မျိုးကနေပြကြီးပြင်းလာခဲ့ရတယ်ဗောနော်။အာကျွန်တော်ဘာလဲကြီးပြင်းလာခဲ့ရတယ်။အာကျွန်တော်မိသားစုကဝေးတဲ့နေရာနေကျွန်တော်ထောက်ပံ့ပေးတယ်။မလိုအပ်တဲ့ငွေချေထောက်ပံ့ပေးတယ်။အာအမြဲတမ်းကြားရတဲ့စကားကဘာလဲဆိုတော့မိမိပါတွေကဝေးမှာမင်းကိုထောက်ပံ့နေတဲ့အတွက်ကို နင်းဒီကြာရှုံးလို့မဖြစ်ဘူးနင်းစားပုံမှာလောက်ရမယ်တနည်းအားပြောရင်ငယ်တော့ကဆိုရင်နင်းအဆင်ကျလို့မရဘူးဒီလိုမျိုးခံစားချက်တွေရအောင်လုပ်ခဲ့ပါတော့ပြီးနောက်တစ်ခုကပါလဲဆိုတော့ဒီအပေါင်းအသင်းတွေခြာတယ်ရောက်တဲ့အခါမှာလည်းအငယ်တဲ့ဣတိခံစားချက်ပဲဝင်နေတဲ့တကငါဒီတုံနေမှာသူတို့ခြာမှာအတုံးဝင်မှာငါဒီတက်နေမှာသူတို့ခြာမှာအတုံးဝင်မှာဆိုရဲဒီခံစားချက်တွေရပြရလာတဲ့အချိန်မှာကျွန်တော်ပုံမှန်ဒီတောင်းဝန်ဝတ္တရားဆိုတဲ့အရာကြီးတစ်ခုပါ ်ငငယ်လေးတွေကပြိအဲ့တော့ခေါင်းထဲမှာပါရှိတယ်ဆိုတော့ငါဒီဖျားလို့မရငါဖျားရင်ငါပြီးပါလိဝင်မှာလုံးလုံးနေတော့ဘို့အမဖျားပါမှာမရှိဘူးငါဒီကြရှုံလို့မရဘူးငါဒီရှုံနေလို့မရဆိုတော့စိတ်ဒီစိတ်တွေနဲ့ပဲဒီတောင်ဝတ်တရားများစွာယူလာရတယ်ပေါ့နော်အဲ့တော့တကူကူကျွန်တော်သစင်ကြခဲ့တည်ရှိတော့တကူကူကျွန်တော်နေကြခဲ့တည်ရှိတော့ရှုံနေခဲ့တည်ရှိတော့ဣတိခန်းစားချက်ကြီးဟာကျွန်တော်အများကြီးရိုက်ခတ်တယ် အာပေါ့ဝင်ချင်ကလည်းပြောတယ်နင်မတိတက်ဘူးလားနင်တလားတော့သုံးချဘူးအာစားကြည့်ဖြစ်စကလုံးနေရဒီစကလုံးနေရကျွန်တော်အများကြီးပေါ့နော်စိုးချိုဖြစ်စီခဲ့အာလောက်တီအောင်ရိုက်ခတ်ခဲ့လေဆိုတော့ကျွန်တော်ဒီဇေယုထညမှာဆိုရင်ကျွန်တော်နောက်ဆုံးကိုကိုပေါ့နော်ဆူဆိုင်လုပ်ဖို့ထိတော်ဖြစ်ခဲ့အာဘလောက်တီဖြစ်ခဲ့လေဆိုရင်အာ this is not a tattoo this is a scar yes အာ uh, ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးမှာကျွန်တော်ထွက်ပေါက်ရှိတော့ဘူးထွက်ပြေးချင်တယ်ဆိုတဲ့ခံစားချက်ပဲရလာကျွန်တော်ဒီထက်ပိုမလုံးနိုင်တော့ကျွန်တော်ဘာဖြစ်ဖြစ် is okay it will be okay ဆိုတဲ့စကားလုံးလေးတစ်လုံးတော့မကြားရဘူးဆိုတဲ့ခံစားချက်မျိုးတော်တော်ဆိုးတယ်ပေါ့နော် that it's okay now this is the beautiful tattoo yeah it's okay uh, ah အဲ့တော့ကျွန်တော် ဆက်ပြီးပြောရမယ်ဆိုရင်တောင်ချောင်းကျွန်တော်ကိုကျွန်တော်ဂရုစိုက်ရတယ်ခင်ဗျာကျွန်တော်ခုနပြောပြီးကျွန်တော်ဖြားနာလို့မရအောင်ဆိုတဲ့အချိန်မှာကျွန်တော်နေမကောင်းဖြစ်တာနဲ့ကျွန်တော်ဆက်စီလေးတောက်တယ်အာကျွန်တော်ဘိုက်ပြေပြီးရောဆိုပြီးတော့ဒီဒီကျမရင်နေညိုတဲ့အစားတောက်မပြေရနဲ့ဘိုက်ပြေပြီးရောဆိုတဲ့အစားတောက်လေးကျွန်တော်စားလာတောင်ချောင်းပေါ့နော်ဟိုဘိုက်ပြေရမယ်မဖြားလို့မရဘူးအဲ့တော့ကျွန်တော်ဒီတရားမှုနဲ့ဒီဆက်စီလေးလို့ခေါ်တာပေါ့နော်ဒီမှာပြေမှာအဲ့ဒီစီကျွန်တော် ောက်လျှောက်တောက်လာတဲ့အချိန်မှာ finally this is can survive for all because အာကျွန်တော်လွန်ခဲ့တဲ့ရက်အနည်းငယ်မှာတီးခဲ့ရတယ်ကျွန်တော်မှာလူကီမီးယားလို့ခေါ်တဲ့ပြုကင်ဆာ state 2ရှိနေပြီပေါ့နော်အဲ့ဒီရဲ့ဖြစ်ခဲ့ကြည့်ရခဲ့တဲ့ reset ကဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီဒီ child ဘုံနော်ဒီ mental health ကိုဂျိုက်ခတ်ခဲ့တဲ့ဒီ reset တွေပေါ့အဲ့တော့ ကြည် reset တွေကိုကျွန်တော်ကြည့်တဲ့အချိန်မှာရခဲ့တယ်ဒါဟုတ်လည်းကျွန်တော်ဒီလူကီမီးယားဖြစ်တာလည်းကျွန်တော်သိကြမရသေးဘူးဒါပေမဲ့ဆရာကပြောတာတော့မင်းလူကီမီးယားဖြစ်တာလေလုံခဲ့တဲ့နှစ်နှစ်လောက်တည်းကဖြစ်နေခဲ့တာဆိုတဲ့အချိန်မှာကျွန်တော်ပြန်တွေ့ကြည့်လိုက်တော့ဒီကျွန်တော်ရခဲ့တဲ့စိတ်ဓာတ်ရာတွေကနေပြီးတော့မှထွက်လာတဲ့ reset တစ်ခုလို့မြင်တာအဲ့ဒါတော့ကျွန်တော်ရဲ့ဒီမေဘွားနေအခုလက်ရှိထိရခဲ့မှန်တယ်ကျွန်တော် is so touchy. Yes. Can I give you a hug? Thank you so much. Oh my God. I don't know if we can roll with yeah. this. I hope it's like teriyaki who are what မန်တီဟဲဒိစာပြောတဲ့အချိန်မှာအရန်စိတ်ဝင်စားပြီးတော့ join ဖြစ်ချင်ပါရဲ့အဓိကအကြောင်းကဒါကြောင့်ပါ ကိုယ့်ရဲ့ mental health story တွေကိုနားနာအောင်ဖွင့်လို့ရမလားအာငယ်ငယ်လေးတုန်းကတော့ Terry က Terry ဘလိုလူလဲเนาะ Terry ဘလိုခံစားနေရလဲဆိုတာတခြားလူရင်ပုံပုံအရင်ကြောက်ခဲ့တယ်ပေါ့ဘာဖြစ်လဲဆိုတော့အာကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုယ့်ရဲ့အားနည်းချက်တစ်ခုကတို့တို့ကိုရည်စရာဖြစ်သွားမလားပြီးကြလို့ရှင်ကိုယ့်ရဲ့အားနည်းချက်တစ်ခုကတို့တို့ကိုအတုံးချစရာဖြစ်သွားမလားဟိုအရင်ကြောက်တယ်ပေါ့ အဓိကတော့ကျောင်းစာသင်ခန်းထဲမှာဆိုလို့ရှိရင်ကို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  express လုပ်လို့မရအောင်အားလုံးသိရတဲ့အတိုင်းပဲပြီးလို့ရှိရင်ဘယ်လိုပြောမလဲကိုဘာတွေဖြတ်ကျော်လာခဲ့ရလဲနောက်ပြီးတော့လူတွေကကိုကိုဘာတွေပြောနေလဲဆိုတော့တခြားလူကိုတော့ပြောပြဖို့အတွက်ကိုအရန်ကြောက်တယ်ဘာဖို့အရန်ကြောက်လဲဆိုတော့တော်တော်များများတယ်ရီစကားပြောခဲ့တဲ့များလူတွေနောက်ပြီးတော့တယ်ရီငငယ်တော့ဖြတ်တန်းလာခဲ့ရတယ်ကျွန်တော်ကြောင့်တွေ့ခဲ့လို့ဒီမှာအော်သူတို့ပြောတာဘာမှလို့လဲ ။အော်သူတို့ကသူ့ပြောင်းမှန်နေရပဲလေ။နင်ကဒီလိုပုံစံဖြစ်နေတာဟုတ်။ဒါရှက်စရာကြီး။ဒါ society မှာ Oh sorry ။ society မှာဒါမဖြစ်သင့်ဘူး။ဆိုတဲ့ဟာတွေကတကယ်ငယ်တဲ့ကြောင့်ပဲ။အဲ့လိုကြောင့်ပဲရတော့တခြားလူတွေကိုပြောပြဖို့ကြောက်ခဲ့တယ်။အဲ့မူလတရီကကို anxiety, depression ဖြစ်နေတဲ့အချိန်တွေမှာဆိုတော့ mental health counseling တွေအများကြီး ယူခဲ့ရတယ်ပေါ့နော်ကိုကိုကိုရဲ့ confidence ကိုကိုပြန် build up လုပ်ဖို့ကိုရဲ့ capability ကပါလေကိုအကြောင်းကိုသိချတယ်ပေါ့တော့နှစ်တည်းအများကြီးကြည့်ယူခဲ့ရတယ်ပြီးတော့ကိုယုံကြည်ရတဲ့ community ကိုပြန်ရဖို့အများကြီးစူးစမ်းခဲ့ရတယ်ပေါ့ sorry i'm sorry you're the best okay uh you're doing good. You're doing so great. good. You're doing great. Mm. Yeah. You and know, like every time I try to like open up my feelings with my family years, but they were just like, This is your father. You cannot like you cannot say bad things about your father. But like do you know ကျွန်တော်မိသားစုနဲ့ရှင်ကျွန်တော်တငယ်ချင်းနဲ့ရှင်လာလို့ရှင်တော့ကျွန်တော်တငယ်ချင်းကကျွန်တော်ကျွန်တော်ရဲ့ခံစားချက်တွေကိုအများကြီးလုံနာထောင်ပေးတယ်ဘယ်လိုပြောမလဲ ลุงเงชินชินพี่ได้พี่ได้ตัว they are all youth like we are all youth so they always listen you know they always listen to my feelings จีโน่คันซาจะดีกว่าจีโน่ through อเมริกาเราไม่ได้แม้ when it comes to my family they never listen to me they were just like this is your father you know you have to you gotta love him you have to love him like like this so you know จีโน่พี่สิ่งนี้ก็จีโน่ชิชิมิตาดี so, ဟိုပဲရိုင်းရိုင်းချင်ခဲ့တာပေါ့နော်သူသူကျွန်တော်ကိုကျွန်တော်အပြစ်လောက်ရင်တော့ကျွန်တော်ကိုဘယ်လိုပြောရမလဲအခွင့်လွတ်တဲ့ပုံစံမျိုးတွေကျွန်တော်ကိုချစ်တယ်ကျွန်တော်ကိုဘယ်လိုပြောရမလဲ give side ဆိုတဲ့ပုံစံမျိုးအချစ်နည်းနည်းလေးပေါ့နော်ကျွန်တော်ဖေးစရာနေယူအလိုချင်ခဲ့တာပေါ့ဒါပေမဲ့ဘယ်လိုပြောရမလဲ normally like like fathers don't usually show off their feelings but they do love you but they never like they never showed off their feelings so ဖះကျွန်တော်ကိုချစ်တယ်ဒါပေမဲ့လို့သူရဲ့ခံစားချက်တွေကိုထုတ်မပြခဲ့ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုတကယ်လဲလိုအပ်ခဲ့တယ်ကျွန်တော်ကျွန်တော်လိုကျွန်တော်လိုအပ်မဲ့ချိန်တိုင်းမှာကျွန်တော်ဖေကျွန်တော်အားရှိစေချင်ကျွန်တော်ကိုအဲ့လိုမျိုးချစ်ပေးစေချင်တယ်ဘယ်လိုပြောမလဲအဲ့လိုပြောတော့ကျွန်တော်ဖေစီကလည်းကျွန်တော်အချစ်တွေကိုလိုချင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောခဲ့သူမျိုးအာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပြောတဲ့အခါမှာတော့ဘယ်လိုပြောမလဲသူက ဒါနင်းဖြေပဲနင်းသူ့ကိုချီရမယ်သူဘာလို့လို့အဲ့လိုပုံစံမျိုးပေါ့နော်နင်းဖြေနင်းကိုချီတယ်ဒါပေမဲ့မထုတ်ပြတာအဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့ကျောဘက I just as I just mentioned I just needed some love from my father yeah that was really really hard for me you know ဟာကျွန်တော်ကကြတော့အငယ်လေးလေးကျွန်တော်ရခံစားချက်ကိုကောက်ကောင်းသိတဲ့လူမျိုးကျွန်တော်ရခံစားချက်ကိုကောက်ကောင်းဖော်ပြတဲ့လူမျိုးပေါ့နော် ကျွန်တော်ရဲ့ခံစားချက်တွေကိုကျွန်တော်ရဲ့ဒီပုံဝင်ခြင်းမိပါပေါ့နော်ကောက်ကောင်းလေးဖော်ပြခဲ့တယ်အာဒေချာလေးလည်းပြောပြခဲ့တယ်ဒါပေမဲ့အဲ every time ကျွန်တော်ရခဲ့တဲ့အဖြစ်တစ်ခုကအာဒီလောက်လေးကိုများဆိုတော့အာစကလုံးတစ်လုံးလေးပဲရခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီခါလေးအာကျွန်တော်တို့လိုဖြစ်သွားတယ်ကျွန်တော်တို့လိုကြရှုံသွားတယ်ကျွန်တော်တို့ရှုံးနေသွားတယ်လို့ဒီတိုင်ပင်ဆွေးနွေးတဲ့အခါမှာဒီလောက်လေးကိုများ ဘယ်လောက်နိုင်ဘူးလားပေါ့ဣတိစကားပဲအချင်းချင်းကြားရတယ်ပေါ့အဲ့တော့ဣတိစကားတွေကကျွန်တော်ဘာဖြစ်လာစီလဲဆိုတော့ကျွန်တော်တိတ်သိသွားစီတယ် that's why ဒီမေမီအဆိုင်လပါစံ that's why i began အဆိုင်လပါစံ so how have you guys been taking care of your mental health through trauma healing ah uh, for me ကျွန်တော်ကိုယ့်ကိုပြန်ပြီးတော့ခူးဆိုင်တဲ့ဒီ ပေါင်းချင်ကိုယူဆိုင်တဲ့အမြင်တွေကိုလျှော့တယ်။ပြီးလို့ရှိရင်ပေါင်းချင်လာတဲ့စကားတွေကိုလည်းထိပ်ပြီးတော့နားမထောင်ခွင့်နဲ့လျှော့တယ်။ကိုယ့်ကိုပြန်ပြီးတော့ကိုယူဆိုင်ဖြစ်တယ်။ကိုယ့်ရဲ့ဒီကိုယ်မှာဗာဒီခံစားနေရလဲကိုယ်ဖြစ်ချင်တာပါလေ။အာတနည်းအားဖြင့်ပြောရရင်ကျွန်တော်ကမိသားစုမှာကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်နေဆိုရင်ကိုကိုယ်တိုင်ကအရင်ဆုံးခိုင်မာတောက်တင်တဲ့လူတစ်ယောက်ဖြစ်ဖို့လိုအပ်တယ်။အဲ့တော့ကိုကိုယ်တိုင်ကပြိုလဲနေတဲ့လူတစ်ယောက်ဖြစ်လာတဲ့အခါမှာကိုမိသားစုကလည်းကိုကိုယ်ကိုမိကိုကိုယ်ဆိုတာမဖြစ်နိုင်တော့ အဲ့တော့ကျွန်တော်ကိုကိုပြန်တည်ဆောက်တယ်ကျွန်တော်ရဲ့ဒီကျမ်းမာရေးအာပြီးလို့ချင်းဒီအာစီဝါရေးစသည်ဖြစ်ပေါ့နော်ကျွန်တော်နောက်ဆုံးကျွန်တော်ဘာချက်မျက်လို့လဲကျွန်တော်ဘာကိုလောက်ခံရတာပျော်ရွှင်လဲပေါ့နော်ကျွန်တော်ရဲ့အထီးကဒီဒီအရာကိုရှာဖို့တယ်အဲ့ဒါနဲ့ပဲနောက်ဆုံးမှာကျွန်တော်ဒီကျွန်တော်ကော်ဖီတောက်တာရန်ကြိုက်တယ်လေအဲ့ကြောင့်မို့ကျွန်တော်ရဲ့ဒီနောက်ဆုံးကျွန်တော်ကိုဘာရစ္စတာတယောက်ဖြစ်လာတာပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒီ ကျော်ဖြတ်ခဲ့ရတဲ့ reset တစ်ခုထွက်လာတာပေါ့ဗာရိစာဆိုတာဟုတ်ကျွန်တော်ဘယ်လိုမျိုး taking care လုပ်ခဲ့လဲဆိုတဲ့အခါကျတော့ကျွန်တော်အာ I got a talent when I was like 17 and I started my career when I was like 17 as well so I started to notice you know I started to notice that my father really loved me because he's been I mean, he's been making money for my family, even though he didn't show off his feeling with me. ကျွန်တော်လူတယောက်ကျွန်တော်အချစ်ခံခြင်းရင်ကျွန်တော်တခြားသူတွေကိုချစ်ပေးရမယ်ဆိုတာကိုကျွန်တော်နားလည်တဲ့ပေါ်ပေါက်လာတယ်။ကျွန်တော်ကိုယ်နိုင်ပတ်စံနေရှာတဲ့ပတ်စံနေရှာတဲ့အခါမှာကျွန်တော်သိလာတာကျွန်တော်ညီမလေးကိုကျွန်တော်ကောက်ကောက်မှုထားစီခြင်းနဲ့အခါမှာကျွန်တော်စိတ်ထဲမှာကျွန်တော်ဘလို့ဖြစ်လာလဲဆိုတော့ဖခင်စိတ်လေးကျွန်တော်ရဲ့စိတ်ထဲမှာကင်းအောင်လာတယ်။ I suddenly became a father of my sister အဲ့လိုပုံစံမျိုးဖြစ်လာတယ်အဲ့ခါကျတော့အဲ့ဒီအချိန်မှာကျွန်တော်ကျွန်တော်ရဲ့ဖေကိုကျွန်တော်နားလည်းမပေးခဲ့ဘူးနှစ်နှစ်သုံးနှစ်လောက်ထိဘူးဒါပေမဲ့အလုပ်တွေကိုယ်တိုင်စလုပ်တဲ့ခါမှာကျွန်တော်ညီမလေးလည်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်ညီမလေးကိုကျွန်တော်အချစ်တွေပေးခြင်းနဲ့စိတ်ကြီးဖြစ်လာတဲ့အခါကျတော့ကျွန်တော်ရဲ့အဖေကကျွန်တော်ကိုချစ်တယ်ဆိုတာကိုကျွန်တော်သေချာချာလေးတတိထားမိလာတယ်ပြီးတဲ့ခါမှာသူ့ရဲ့ I သူ့ရဲ့သူ့ရဲ့အချစ်တွေကိုကျွန်တော် appreciate လုပ်ပေးမိလာတယ်ငါဖေကငါ့ကို ီလောက်ထိဖြစ်ပါလားသူငါ့ကိုဒီလောက်ထိပြုစုလာတယ်ငါသူ့ပေါ်ကိုသူ့ပေါ်ကိုငါပြန်ပြီးချစ်ပေးရမယ်ငါအချစ်ခံခြင်းငါကိုယ်တိုင်လည်းသူ့ကိုချစ်ပေးရမယ်ဆိုတဲ့စိတ်မျိုးပေါ်လာတဲ့ခါမှာတော့အခုအခုလောလဆယ်မှာတော့အဖေနဲ့ပတ်သက်ပြီးတော့အဖေလည်းကျွန်တော်ချစ်တယ်အဖေလည်းချစ်တယ်ဆိုတာကိုအမြဲတမ်းလို့ပြောတယ်အဲ့လိုပုံစံမျိုးမဟုတ်တော့အဖေနဲ့ကျွန်တော်နဲ့ကြားတဲ့ connection ကိုလည်းအမြဲတမ်းဘယ်လိုပြောရမလဲအမြဲတမ်းချိန်ထားတယ်ပေါ့နော်ချိန်ထားပြီးတော့ကိုကိုကိုယ်တိုင်အချစ်ခံခြင်းနဲ့သူ့ကိုလည်းကိုယ်လည်းချစ်ပေးရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော် taking care လုပ်ဖြစ်တယ်ပေါ့နော် um Terry go Terry self assurance piawo acharo chain yai you get it it's because um, as i said before it has been started from my childhood and it has been with me for my entire life and it's also difficult for me to you know move on from the experience and it also really took me a while to find the right community that accepts me who i am and that accepts who um, I would say who I am as a person and who I as who I am as um ဘာပြောမလဲတဲလူတယောက်အနေနဲ့ပေါ့နော် Jerry ကို accept လုပ်ပေးမယ် community ရဖို့ Jerry ကို accept လုပ်ပေးမယ်လူတွေကြားထဲမှာရှင်းသမှု Jerry အချိန်ကြီးအများကြီးယူခဲ့တယ် and other than that i would say that i'm a very hardworking person when it comes to my career and building up my career is one of the coping mechanisms that i can boost my confidence. I always do my best on whatever jobs I have or whatever experience that I'm having, and that is also the reason why um, I am doing the creative director for you. I would say, <laughs> and because I can see the lights in you, and I can also feel it. And when you said to me that you wanna advocate for mental health, it really touched me a lot. And very, I mean, I. ူညီပေးခြင်းနဲ့နာနာတို့ရဲ့အများကြီးအမ်ပြောပြမယ်ဒါလူတွေကိုအများကြီးပြောစေခြင်းနဲ့ people should know that လူတိုင်းလူတိုင်းမှာ traumatic experience တွေရှိတယ်လူတိုင်းဒါတွေကိုအချင်းကိုလူကို community ရပဲခုတ်လောက်အောင်ပေါ့နော်ဆိုတော့ Terry တို့လို့နောက်ပြီးဒီမှာရှိနေရဲ့ Mono ကိုလို့ဟိုခံစားခဲ့ရတဲ့သူတွေအကုန်လုံးလည်းဒီ program the right community to cool. Well, I want to talk it out briefly. I want to tell everyone that I, I experienced this, but this is how I'm coping and this is how I'm alive. Good. This video is a message page. I want to tell everyone that healing from mental um, traumatic experience and mental health is difficult. And there is a lot of people who are in the mental health awareness goal. I'm going to tell mental health advocate. กองกองเราได้ดูเที่ยวพิลาชนะเพียกุ๊กคอมมูนิตี้เลยอืม Terry နဲ့ teri လို့ experience ရှိခဲ့တဲ့လူတွေအားလုံးလည်း Terry နားထောင်ပေးခြင်းနဲ့အဓိကတော့ next generation ပေါ့ well, um travel ဆိုအတန်းငယ်ငယ်မှာ traumatic experience ရှိတဲ့လူတွေကဒါတွေအများကြီးဒါ life တိကျအောင် carry လုပ်လာဆိုတော့အငယ်တွေကဒါမျိုးခံစားနေရတဲ့ကလေးတွေကိုအများကြီးနားထောင်ပေးခြင်းနဲ့ support လုပ်ပေးခြင်းနဲ့ and i also want to um spread awareness about how people should help each other, uplift each other, instead of bringing down to each other using the weakness, especially mental health weakness of a person. And I really support you all the way along, and I really support this project. And this is such a good initiative. Thank you. Thank you. Thank, you. <laughs> Thank you. So cute. Hello, man. 不如表我们嘞，姑爷阿屁股。 ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းမပြောရသေးရင်တွားပြီးတော့ပြောပေးပါလို့ကျွန်တော်ပန်တီတောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့မိဘဆိုတာကကိုကိုအများနဲ့ရှောက်ရှောက်လာပေးတယ်ကောင်းသည့်ဖြစ်စေမကောင်းသည့်ဖြစ်စေမိဘဆိုတာကိုယ့်ရဲ့မိဘပဲကိုကိုကြွေးခဲ့မွေးခဲ့တဲ့မိဘပဲဆိုတဲ့ခါမှာကျွန်တော်တို့ကသူ့ကိုချစ်ပေးရမယ်သူကိုလည်းဆက်ဆောက်ပြရမယ်သူကိုချစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပတ်ကန်နေပြီးတော့ဖော်ပြပေးပါလို့ကျွန်တော်အားလုံးကိုတောင်းဆိုချင်တယ်ပေါ့နော် That's my That's my message to other people out there အာ ကျွန်တော်ကဒီ audience တွေကိုဗာမက်ဆေ့ပေးခြင်းလဲဆိုတော့ focus on yourself ပေါ့ကိုယ့်ကိုယူဆိုင်ဖို့အာစကလုံးတိုင်းကိုကျွန်တော်တို့လိုက်ပြီးတော့ခံစားဖို့မလိုအပ်ဘူးဒါပေမဲ့တချို့စကားတွေတော့နားထောင်ပြီးဖို့တော့လိုအပ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီ message လေးကိုပေးခြင်းတယ်အာနောက်တစ်ခုကကြတော့ဟိုတခုခုပေါ့ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာအာဟိုကျွန်တော်ကလေးမျိုးတွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်နားထောင်ပြီးပါမြန်များပြီးလို့ရှိရင် အာညံ့ညာပြောပြပေးပါပေါ့နော်အဲ့ဒါလေးတောင်းဆိုခြင်းနဲ့အဲကြောင့်မို့လဲကျွန်တော်အခုနောက်ပိုင်းဆိုရင်ဒီ social media ပေါ်မှာ video ပေါ့နော်ကျွန်တော် influencer တော့မဟုတ်ဘူးဒါပေမဲ့အာ video တိုလေးတွေလုပ်ဖြစ်တယ်။ဘာကြောင့်လုပ်ဖြစ်လဲဆိုတော့ကျွန်တော်တစုံတရာတော့ပြောပြပေးခြင်းနဲ့တစုံတရာဇီယာပြောပြလာတာကိုလက်ခံပြီးတော့နားထောင်ခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ itty feeling ကငငယ်တော့ကမရခဲ့တာတော်တော်ဆိုးတယ်ဆိုတဲ့ခံစားချက်ရခဲ့တာအကြောင်းပေါ့နော်။ ြောင့်မို့ကိုကိုဂယူဆိုင်ပြီးလို့ရှိရင်အာခုနပြောသလိုကိုကိုတိုင်းအလဲများများနားထောင်ပေးနိုင်တယ်လို့ပြောင်းစူးစမ်းပြီးတော့အများပြောတာတွေကိုလည်းနားထောင်ပေးနိုင်တယ်လို့ဖြစ်ပါစေလို့ကျွန်တော်ဝရီယန်တွေကိုအာတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဒီလောက်ပါ